ရမကတော့ရေပြားယောဂပညာဌာနမှာပေါမောက်ခဒေါက်တာဒေါ်မြတ်စနာကျော်ဖြစ်ပါတယ်။ဆရာမဒီနေ့ပြောပြမယ်အကြောင်းအရာလေးကတော့ဖြူဖြူဖွေးဖွေးဥရေပြားနဲ့သပင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကဘာပေါ်မှာဆိုလို့ရှိရင် World Vitiligo Day အနေနဲ့ဇွန်လ25ရက်နေ့ကို သတ်မှတ်ကြပါတယ်။ ကောဗဒီလီကိုဒေးမှာဆိုလို့ရှိရင်ခရုသွင်းသမင်ဖြူယောဂအကြောင်းကိုလူအများသိရှိနားလည်ရန်အတွက်ကိုလှုပ်ရှားမှုတွေအများကြီးပဲလုပ်နေပါတယ်။ဆ iam မကဒီနေ့မှာဥယျာဉ်ပြဖြူတဲ့အကြောင်းနဲ့သပင်ဖြူတဲ့အကြောင်းကလေးကို ပြောပြခြင်းပါတယ်။ဆ iam တို့အဖြူအကြောင်းကလေးတွေသိဖို့ဆိုလို့ရှိရင်အရေးပြားအကြောင်းကလေးဖြစ်ခြင်းကိုနားလည်ဖို့လိုအပ်ပါတယ်။ အဲ့တော့ရောင်ချေမုံထုတ်တဲ့ cell လေးတွေကနေပြီးတော့မှရောင်ချေမုံလေးတွေထုတ်ပြီးပြီးတော့မှဆံမတို့ရဲ့အည်ပြားမှာအယောင်လေးတွေညင်ညာသွားအောင်ပြုလုပ်ခြင်းအပြင်ဆံမတို့အည်ပြားအယောင်တွေကိုမြင်ရတတ်ပါတယ်။အဲ့ဒီအပြင်ကို အောက်ဆီဂျင်ကိုသွေးထဲမှနေတည်ပေးတဲ့ hemoglobin နဲ့ carotenoids တွေကြောင့်လည်းအည်ပြားအယောင်ကပြောင်းလဲပါတယ်။သပင်းအယောင်ဖြစ်ရခြင်းအကြောင်းရင်းကတော့ u melanin လို့ခေါ်တဲ့အညိုရောင်နဲ့ အနက်ရောင်ဖြစ်စေတဲ့ရောင်ချေမုံနေရဲ့ဖီယိုမယ်လနင်လို့ခေါ်တဲ့အနီနဲ့အဝါရောင်ဖြစ်စေတဲ့ရောင်ချေမုံနေရဲ့အကြောင်းမလို့သပင်အရောင်ဖြစ်ပါတယ်စပင်ကိုအယောင်ပြီးမယ်အယောင်ချေမှုန်ထုတ်တဲ့ cell တွေကစပင်ရဲ့အခြေမှရှိပြီးတော့ရောင်ချေမှုန်တွေကိုထုတ်ပေးခြင်းအပြင်စပင်အယောင်ကိုဖြစ်စေပါတယ်။ဆင်မတို့ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင် keratomelanin unit ဆိုတာရှိပါတယ်။ အရေပြားဆက်လေးတစ်လုံးဟာဆိုလို့ရှိရင်ရောင်ချေမုံထုတ်ပေးတဲ့ဆက်လေး36လုံးကိုရောင်ချေမုံလေးတွေထုတ်ပေးခြင်းအပြင်ဆရာမတို့အရေပြားရဲ့အယောင်လေးတွေကိုဖြစ်စေပြီးတော့အလုတ်လုပ်နေခြင်းဖြစ်ပါတယ်။ဆရာမတို့ရဲ့ခန္ဓာကိုယ်မှာဥယျာဉ်ပြားနဲ့သပြင်ပြောင်းလဲခြင်းကိုကြည့်လိုက်တဲ့အခါမှာဥယျာဉ်ပြားမှာဆိုလို့ရှိရင်မဖြစ်ဖြစ်အရေပြားမှာဖြစ်ဖြစ် တနေရာထဲမှာကွက်ပြီးတော့ဖြူနေတာနေရာအတော်များများဖြူတာတကိုယ်လုံးဖြူတာကို တွေ့နိုင်တယ်လို့ပဲသပင်ဖြူတဲ့အခါမှာလေသပင်ကွက်ဖြူတာတကောင်းလုံးဖြူတာဆိုပြီးတော့ဆ iam မတို့တွေ့နိုင်ပါတယ်အဲ့တော့အခုဆ iam မကဥယျာပြဖြူခြင်းအကြောင်းတွေကိုဆ iam မဆက်လက်ပြောပြပါမယ်ဥယျာပြဖြူရခြင်းအကြောင်းရင်းထဲမှာတော့တကိုယ်လုံးမှာရှိတယ်ပေါ့နော် ကိုခန့်ဆွမ်းအစနစ်မှာရောင်ရမ်းခြင်းတွေကိုခန့်ဆွမ်းအစနစ်တွေထိခိုက်ခံရခြင်းအကြောင်းတွေပါပါတယ်။အဲ့ဒီမှာပထမအဦးဆုံးပေါ့နော်တတိထားတင်နာကတော့တမင်ဖြူယောဂပါပဲ။အဲ့တော့ခရုတင်တဲ့တမင်ဖြူယောဂဆိုတာကအလုံးတိကြတဲ့အတိုင်းပဲအရေးပြားကဖွေးဖြူပြီးတော့ဆွတ်ဆွတ်ဖြူနေတဲ့ယောဂတစ်ခုကိုခေါ်တာပါ။ဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်အရေးပြားကိုညင်ညာစေတဲ့အရာဝန်ညင်ညာစေတဲ့ရောင်ချေမုံထုတ်တဲ့ ်ဆဲလီတွေရဲ့လုပ်ငန်းဆောင်တာက ထိခိုက်သွားလို့ဖြစ်တာပါအဲ့တော့ခရုနဲ့တမင်ဖြူယောဂဖြစ်ဖို့ဆိုလို့ရှိရင်ပတ်ဝန်းကျင်ကြီးကိုခံဆောင်အားစနစ်တွေဗီဇတွေအကုန်လုံးနဲ့တက်ဆိုင်ပါတယ်ဒီပုံထဲမှာဆိုလို့ရှိရင်ဥယျာဉ်ပြားမှာအဖြူရောင်အကွက်ကလေးတွေကို တွေ့ရပါတယ်အဲ့တော့နောက်တစ်ခုကတော့ဒီမှဲ့လေးတွေပေါ့နော်ဥယျာဉ်ပြားမှာပေါက်တဲ့မှဲ့လေးတွေဘေးနားမှာ ်အဖြူခွက်ကလေးတွေပေါ်တာပါဆ iam မတို့က Halo Universe လို့ခေါ်ပါတယ် Halo Universe က solution ရင်လေခရုသင်းတမင်ပြူယောဂာနဲ့ဆက်ဆက်နေပါတယ်ဒီပုံကတော့ disquite lupus erythematosus လို့ခေါ်တဲ့နေပူမခံနိုင်တဲ့ယောဂတစ်ခုပါ ဒီယောဂါတွေကဆော့ဆော့ကုမယ်ဆိုလို့ရှိရင်တော့အဖြူခွက်ကြံခြင်းဒီလိုအနေရွတ်လိုသပြင်ခွက်ချွတ်ခြင်းတွေတက်တာပဲမဲ့လေဆော့ဆော့မကုဘူးဆိုလို့ရှိရင်ပုံထဲမှာတွေ့ရတယ်လို့ပဲအရေးပြားမှာအဖြူခွက်ကြံပြီးတော့သပြင်ခွက်ချွတ်သွားတာကိုတွေ့နိုင်ပါတယ်ဒီပုံထဲမှာကြတော့ရေယုံပေါက်တာပေါ့နော်ရေယုံအနာကြီးကိုတွေ့နိုင်ပါတယ်ဆီယာမကစတင်ရင်ဒီလိုတင်ပါတယ်ရေကြီးအိတ်ကလေးဆူဆူပုံခေါ်ပါရဲ့ရေယုံဆိုပြီးတော့ပေါ့နော် ဒီလိုရေယုံယောဂါကိုစောစောမကုဘူးဆိုလို့ရှိရင်ဥယေပြားမှာအနေရွတ်ဖြစ်ပြီးတော့အဖြူခွက်တွေကျန်နိုင်ပါတယ်ဒီပုံထဲမှာတော့အကုန်လုံးလမ်းပေါ်မှာနော်အပြင်မှာမြင်နေကြပေါ့နော်ဘာလဲဆိုလို့ရှိရင်တီနီယာကပတစ်လို့ခေါ်တဲ့ပွေးပေါ့နော်ပွေးတွေကလည်းတချို့ပွေးပုံစံတွေကတော့ဥယေပြားမှာအဖြူခွက်နေနဲ့တွေ့နိုင်ပါတယ်ဒီလိုယောဂါရှိလို့ရှိရင်ဆေးကုရင်လုံးဝပျောက်ကင်းနိုင်ပါတယ် ပွေးလိုပဲအရေးပြားကိုမှုဆွဲတဲ့ညင်းပိုးကလည်းဥရိပ်ပြားမှာဖြစ်တတ်ပါတယ်ဒီပုံထဲမှာဆိုလို့ရှိရင်ဆီယာမလက်တာတူးတဲ့ editor လေးနဲ့ပေါ့နော်ပုံလေးကိုပေါ့ဥရိပ်ပြားပုံကလေးကိုပြချင်ပါတယ်ညင်းပိုးဆိုတာကတကယ်ကတော့ခန္ဓာကိုယ်မှာ ဖြစ်တတ်ပါတယ်ကြောမှာဖြစ်တတ်ပါတယ်လက်မောင်းမှာဖြစ်တတ်ပါတယ်ဥရိပ်ပြားကိုထိခိုက်ဒဏ်ရာရတဲ့အခါမှာဆိုလို့ရှိရင်လည်း ဥယျာပြားကအဖြူခွက်ကလေးတွေဖြစ်တတ်ပြီးတော့သပင်ဖြူလေးတွေပေါက်တတ်ပါတယ်။အယျာပြားကင်ဆာဆိုလို့ရှိရင်လေဘေးနားမှာအဖြူရောင်ခွက်ကလေးတွေဖြစ်နေတတ်ပါတယ်။အဲ့လိုပဲကိဥဒင်းသပင်ဖြူယောဂလိုပဲအဖြူခွက်ပေါ်တတ်တဲ့မွေးရပါယောဂတွေလည်းရှိပါသေးတယ်။ Albinism ခေါ်တဲ့ယောဂကတော့မွေးရပါအယျာပြားတွေရောသပင်တွေရောမျက်စံတွေရောအယောင်ပြောင်းပြီးတော့ဖြူနေတာပါ။ နေလောင်လွယ်ထက်ပြီးတော့ဒီလိုယောဂရှင်လူနာရီယာဆိုလို့ရှိရင်အရေးပြားကင်ဆာတွေဖြစ်တတ်ပါတယ်။ Tuberous sclerosis ခေါ်တဲ့မွေးရပါယောဂတစ်ခုမှာတော့ဒီလိုအဖြူကွက်ကလေးတွေကိုပေါ်လာတတ်ပြီးတော့ဒီလိုလူနာတွေဆိုလို့ရှိရင်လည်းတခြားကိုယ်ရင်ကအစိတ်ပိုင်းတွေလည်းထိခိုက်တတ်တာကိုသတိထားကြစေချင်ပါတယ်။ Fibrodism လို့ခေါ်တဲ့ယောဂါကလည်း ဥယျာပြားလေးတွေဖြူမယ်၊သပင်လေးတွေဖြူမယ်ပေါ့နော်။ဒီလိုယောဂမှာဆိုလို့ရှိရင်ရောင်ခြယ်မုံပေးတဲ့ cell မရှိတာနဲ့ရောင်ခြယ်မုံမရှိတာကိုသိစေချင်ပါတယ်။အယေပြားနဲ့သပင်တွေဖြူတတ်ပြီးတော့နေလောင်မကန်နိုင်မဲ့ယောဂတွေဖြစ်တတ်ပါတယ်။ Waterberg syndrome ဆိုတဲ့ယောဂကလည်းမွေးရပါယောဂတစ်ခုဖြစ်ပြီးခရုသင်းသမင်ဖြူယောဂနဲ့အလုံးကိုတူပါတယ်။သပင်နဲ့ဥယျာပြားဖြူပါတယ်။တခြားယောဂတွေလည်း မွေးရပါမှာဖြစ်တတ်ပြီးတော့မျက်လုံးတွေအုံနောက်တွေအာရုံကြောတွေထိခိုက်တဲ့ယောဂါတွေရှိတတ်ပါတယ်။အဲ့ဒီအပြင်ဆီယမားတို့ကအတွေ့အများပြီးတော့လူနာတွေအများစုဆီယမားတို့စီလာတာကပါလဲဆိုရင် Nevus deep pigmentosis လို့ခေါ်တဲ့အဖြူရောင်မွေးရပါအကွက်ကလေးပါပဲ။ ဒီလိုအခွက်ကာဆိုလို့ရှိရင်ခရုသည်နဲ့တမင်ဖြူနဲ့အလုံးကိုတူပါတယ်။ဒီနေရာမှာကွဲပြားစေချင်တာဘာလဲဆိုရင် Nevus D pigmentosus ဆိုတဲ့အရောင်ကိုသတိထားပြီးကြည့်လိုက်ရင်ခွေးစွတ်ပြီးဖြူနေတာမဟုတ်ဘူး။ခရုသည်နဲ့တမင်ဖြူယောဂါကတော့ဖွေးဖွေးဖြူနေတာမျိုးမြင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုတခြားမွေးရပါဖြူတော့ယောဂများစွာလည်းရှိပါသေးတယ်အခုဆီယမ်မားက ဥယျာဉ်ပြားဖြူတဲ့အကြောင်းတွေကိုပြောပြပြီးွားတဲ့အခါကျတော့ဇပင်ဖြူတဲ့အကြောင်းကိုပဲဆက်လက်ဆွေးနွေးပါမယ်။ဇပင်ဖြူတာကလည်းဇပင်ကိုအောက်ခြေမှာပေးထားတဲ့ပုံတော့ရောင်ချဲမှုံရောင်ချဲမှုံထုတ်တဲ့ cell တွေရာနေပြီးတော့မှ ထုတ်ပြီးတဲ့ရောင်ချဲမှုံကနေတာနဲ့မရှိတော့တာကြောင့်ဇပင်ဖြူတာဖြစ်လာတတ်တာပါ။ဇပင်ဖြူတဲ့အကြောင်းတွေကတော့အများကြီးပါပဲ။အဲ့တော့စိတ်ပြည်စည်မှုကြောင့်လည်းသပင်ဖြူတတ်ပါတယ်စိတ်ပြည်စည်မှုမှာဆိုလို့ရှိရင် စိတ်ပစ္စည်းမှုဖြစ်လာတဲ့အခါမှာဆိုရင်ဓာတ်ရုပ်ပစ္စည်းတွေထွက်လာတယ်။အဲ့ရနေဇီဝဖြစ်စဉ်အပြောင်းလဲတွေများပြီးတော့မှသပင်ဖြူတာတွေမကပဲနဲ့သပင်ချွတ်တာကိုလည်းခံစားကြရပါတယ်။ဆေးလေအစာအသောက်နဲ့ဗိုက်တာမင်တွေသတ္တုဓာတ်တွေတန်ဓာတ်တွေကယ်လစီယမ်နဲ့လိုအပ်တဲ့အာဟာရတွေချို့တဲ့တဲ့အခါမှာလည်းသပင်ဖြူတတ်ပါတယ်။အဲ့တော့သပင်ဖြူတဲ့အကြောင်းတွေကိုဆီယမ်မာတို့ပြောပြရမယ်ဆိုရင်ပတ်ဝန်းကျင်လေထု မတန့်ရှင်းတာညဉ့်ဉန်းတာကြောင့်ဆိုတာလေအခုသူတေသနာပညာရှင်တွေကပြောဆိုနေကြပါတယ်။သပင်ဖြူတဲ့အကြောင်းလေးမှာနေလောင်တန်ကြောင့်လည်းဖြစ်တတ်ပါတယ်။နေလောင်တဲ့အခါမှာဆိုလို့ရှိရင်ရောင်ခြယ်မုန်တွေကိုထိခိုက်ပါတယ်။ photo bleaching လို့ခေါ်ပါတယ်။ဒါကြောင့်မို့လို့နေပူထဲမှာနေလောင်ခံပြီးအလုံးလုံးတဲ့လူတွေရဲ့သပင်တွေက ်ဆရာမတို့နိုင်ငံမှာဆိုရင်မမဲပဲနဲ့ညညိုညိုလေးတွေဖြစ်နေတာကိုတွေ့ရတတ်ပါတယ်။သပင်ဖြူတဲ့အကြောင်းကြီးများစွာရှိတဲ့အခါမှာဆိုလို့ရှိရင်စပင်အတွက်ပစ္စည်းတွေကိုအများကြီးသုံးတာပေါ့နော်အခုလေးတွေစပင်လေးကိုဆိုးလိုက်ပြန်ပြီးလို့ရှိရင်ချွတ်ဆေးသုံးလိုက်အမျိုးမျိုးခဏခဏလှုပ်တဲ့အခါမှာဆိုလို့ရှိရင်လေစပင်အယောင်ထိခိုက်ပြီးတော့စပင်ဖြူတက်ပါလေစပင်ကိုကောက်လိုက်ပေါင်းလိုက်ဖြောင်းလိုက်မကြာခဏလှုပ်တတ်တဲ့သူတွေဆိုလို့ရှိရင်လေ ပြင်းသားထိခိုက်တာတွေမကဘဲနဲ့စပင်ဖြူတတ်ပါတယ်။စပင်တင်တာမကဘဲနဲ့ဥယျာပြားပါထိခိုက်တတ်ပြီးတော့ဥယျာပြားမှာရောင်ရမ်းတဲ့အရေပြားယောဂါတွေလည်းဖြစ်လာတတ်ပါတယ်။တိုင်းရိုက်ယောဂါနဲ့တခြားဟော်မုန်းယောဂါတွေနောက်ကင်ဆာကုတဲ့ဆေးတွေညပြားယောဂါကုတဲ့ဆေးတွေကလည်းစပင်ဖြူတာကိုဖြစ်စေပါတယ်။ ဇပင်ဖြူတဲ့အကြောင်းတွေကိုဆက်လက်ဆွေးနွေးတဲ့အခါမှာဆိုလို့ရှိရင်ဇပင်ပွက်ကျွတ်တတ်တဲ့ alopecia areata လို့ခေါ်တဲ့ယောဂါကိုလည်းမမေ့စေချင်ပါဘူးဒီပုံထဲမှာပါတဲ့ alopecia areata လို့ခေါ်တဲ့ဇပင်ကွက်ကျွတ်တဲ့ယောဂါမှာဆိုလို့ရှိရင်ပေါက်လာတဲ့ဇပင်တွေဖြူနေတာကိုတွေ့နိုင်ပါတယ် alopecia areata ဆိုတဲ့ယောဂါနဲ့အခုနောက်ပိုင်းမှာလူအတော်များများလာပြကြပါတယ်ဒီယောဂါကဆိုလို့ရှိရင်အကြောင်းမသိပဲဖြစ်တတ်တဲ့ လေပင်ကြီးသားရက်ယောဂတွေကြောင့်ဖြစ်တတ်တယ်၊သွေးရည်ယောဂတွေကြောင့်လည်းဖြစ်တတ်တယ်ဆိုတာတတိထားကြစေချင်ပါတယ်။စပင်းအယောင်ဖြော့ခြင်းပေါ့နော်အဲ့ဒါကတော့ပုံမှန်ပေါက်နေတဲ့စပင်းမာကပို့ဖြော့ဖြော့ရှိတဲ့စပင်းကလေးတွေပေါက်လာပြီးတော့ highlight ဖောက်ထားသလိုလေးတွေ့နိုင်တာပါတချို့တချို့သူတွေကတော့ပေါ့နော်ဆိုင်မှာသွားပြီးတော့ highlight ဖောက်ရတယ်ဒီလိုလူတွေကတော့ natural highlight ဖောက်ထားသလိုမြင်နိုင်တာပါအကြောင်းမသိပဲဖြစ်တတ်ပါတယ် အဲ့တော့ဆီယမားတို့စပင်ဆော့ဆော့ဖြူခြင်းအကြောင်းရင်းရလဲစိတ်ဝင်စားစရာအကြောင်းတစ်ခုပါပဲတော်တော်များများလူငယ်တွေဆီယမားတို့စီကိုလာပြတယ်စပင်ဆော့ဖြူလို့ပါဆို အသက်20 16နှစ်15နှစ်ဆိုလို့ရှိရင်စပင်ဖြူတာကိုလက်မခံနိုင်ကြပါဘူးအဲ့တော့ဆီယမားတို့ကဒီစပင်ဖြူတဲ့အကြောင်းရင်းပေါ့နော်စပင်ဆော့ဖြူတဲ့အကြောင်းကလေးကိုပြောပြချင်ပါတယ်အကြောင်းကတော့မျိုးရိုးဗီဇယောဂတစ်ခုခုရှိခြင်းစိတ်လိတ်တောက်ခြင်း ဆေးပြည့်စုံမှုများခြင်းနှင့်အာဟာရချို့တဲ့ခြင်းများကြောင့်ဖြစ်နိုင်ပါတယ်ဂျနီဖာလိုပတ်ဆိုတဲ့နာမည်ကျော်ပေါ့နော်ဆယ်လီဘရီတီကတော့ပြောထားပါတယ်သူကတဲ့အသက်20မှာရာဆပြီးတော့မှစော ပြီးတော့သပင်ဖြူခဲ့တယ်ဆိုပြီးတော့ပြောပြပါတယ်တချို့ပေါ့နော်မျက်စင်းဆေးတွေကြောင့်လည်းဒီမဲ့ဒီပုံထဲမှာသပင်မဟုတ်ပြင်မဲ့မြခုံးမွေးလေးတွေဖြူနေတာကိုတွေ့နိုင်ပါတယ် ဆ iam ကဥယျာပြဖြူတဲ့အကြောင်းမှဆိုလို့ရှိရင်ခရုသင်းတဲ့တမင်ဖြူအကြောင်းကိုပြောခဲ့ပါတယ်အလိုပါပဲဥယျာပြရင်မကပဲသမင်လဲဖြူတတ်တဲ့တမင်ဖြူယောဂတစ်ခုဖြစ်ပါတယ်ဒီပုံထဲမှာဆိုရင်သမင်နေဖြူနေတာမြတ်တော်မွေးနေဖြူနေတာဟာခရုသင်းတမင်ဖြူယောဂအကြောင်းဖြစ်ပါတယ်ဆ iam ကခရုသင်းတဲ့တမင်ဖြူယောဂနဲ့ပတ်သက်ပြီးတော့မှတ်ထားဖို့စာပိုက်ကလေးတစ်ပိုက်ကို ပြောပြကြမှာရင်ထူးခြားနေတဲ့အကွက်ငယ်ဘေးအသားနဲ့မတူတဲ့ခရုတင်းသမင်ဖြူအမြည်တက်ကြောက်တက်နေတာအမှားမှန်ခရုတင်းတဲ့သမင်ဖြူယောဂါကကြောက်စရာမဟုတ်ပါဘူးဘယ်သူမှတားလို့လည်းမရပါဘူးလူတိုင်းလည်းဖြစ်တတ်ပြီးတဲ့အခါမှာအရေးပြားအယောင်ပြောင်းလဲခြင်းလေးတစ်ခုပဲဖြစ်ပါတယ်ဇမဆက်ရွတ်ပြီးပါမယ် အည်ပြားကဖြူနေလဲစမ်းမာနေတာလက်တွေ့ပဲမှန်မှန်အိတ်ကမှန်မှန်စာကိုလက်လှုပ်ရှားအကစားယောဂတက်တာမိမှတ်တာအဲ့တော့အိတ်ချင်းစားချိန်မှန်းမယ်လက်ကျင်ကမှန်မှန်လှုပ်မယ်ဆိုလို့ရှိရင် ခရုတင်းတမင်ဖြူယောဂတွေမကပဲနဲ့အည်ပြားယောဂတွေအကုန်လုံးတက်တာပြီးတော့မှစမ်းမာနိုင်တယ်ဆိုတာဆရာမကတတိပေးခြင်းပါတယ် စိတ်ချမ်းသာအောင်နေတတ်ပါလူချမ်းမအောင်နေတိုင်းမှာကုတ်ဖက်ချစ်ရင်ပိုဆိုးတာ လုံးဝမကူတာတတိထားပါလို့ဆရာမကပြောချင်ပါတယ်ခီဥသိန်းနဲ့တမင်ဖြူယောဂါဆိုလို့ရှိရင်ကုတ်ဖက်ချစ်တဲ့အခါမှာကုတ်ပနက်ဖီနိုမီနယ်လို့ခေါ်တဲ့ ယောဂအတိအဖြူခွက်တွေကကုတ်တဲ့ဖဲ့တဲ့နေရာတိုင်းမှာဖြစ်တတ်တယ်ဆိုတာကိုလည်းသတိထားကြစေချင်ပါတယ်။ဒီယောဂကလုံးဝကုသယောဂမဟုတ်ပါဘူးဆိုတာလည်းအတိပြပြောချင်ပါတယ်။ဥယျာဉ်များနဲ့သပင်ဖြူခြင်းကို ပိုဆိုးစေတဲ့အချက်တည်းမှာဆိုလို့ရှိရင်စလိတ်တောက်ခြင်းပါဝင်ပါတယ်။စိတ်ပီစီမှုပါဝင်ပါတယ်။မိသားစုမှာသပင်ဆော့ဆော့ဖြူခြင်းပါဝင်ပါတယ်။အဲ့တော့စစ်ဆေးဖို့အတွက်ဆိုလို့ရှိရင် ဥယျာပြားကို စစ်ဆေးတာနဲ့တခါရဲစပင်ကိုစစ်ဆေးပါစပင်ကိုစစ်ဆေးတာနဲ့ဥယျာပြားကိုစစ်ဆေးပါလို့အကြံပေးခြင်းပါတယ်ဥယျာပြားနဲ့စပင်ဖြူတဲ့လူနာတွေဆ iam မတို့စီလာတဲ့အခါမှာဆိုလို့ရှိရင်ဆ iam မတို့က family history ဆိုပြီးတော့မိသားစုတမိုင်းကြောင်းကို မေးရပါတယ်တူရင်းမှာရှိတဲ့ဗိုက်တာမင်တွေကိုစစ်ဆေးရပါတယ်။တာရိုက်ဟော်မုန်းကိုစစ်ဆေးရပါတယ်။ သွေးပောင်ချိန်ရပါတယ်စီချိုသွေးချိုဆစ်ရပါတယ်တရက်အစီကိုစစ်ဆေးရပါတယ်အဲ့ဒီအပြင်အရေပြားကိုလည်းစစ်ဆေးရပါတယ်အဲ့တော့ကုသတဲ့နီလန်းတွေကို ပြောမယ်ဆိုလို့ရှိရင်ယောဂရှိပါကစစ်ဆေးစမ်းသပ်ကုသပါတည်တည်ချာချာကုသပါလို့အကြံပေးကြပါတယ်ဥရေပြားနဲ့စပင်ဖြူတဲ့လူတွေကရှောင်ရမယ့်အချက်တွေရှိပါတယ်ပြင်းထန်သောဓာတ်ပစ္စည်းတွေပါဝင်တဲ့တန့်စင်ပစ္စည်းတွေရှောင်ရပါမယ် skin care ပစ္စည်းတွေရှောင်ရပါမယ်။အဝိရှော်ဆက်ပြာတွေ၊သပင်ဆိုးစီ၊အမွှေးရနံ့ပါဝင်တဲ့ပစ္စည်းတွေ။နောက်အမွှေးချွတ်ခြင်းပေါ့နော်။ waxing နဲ့သပင်ချွတ်တဲ့အခါမှာဆိုလို့ရှိရင် အရေပြားကရားရောင်တတ်တဲ့အတွက် waxing လုပ်တဲ့နီလန်းကိုလည်းရှောင်ရပါမယ်။အရေပြားကိုပုတ်တိုက်စားတဲ့အလှပြင်ပစ္စည်းတွေကိုလည်းရှောင်သင့်ပါတယ်။တက်တူးထိုးတဲ့အခါမှာကုသင်းသမင်ဖြူယောဂါကထိခိုက်ဒဏ်ရာရရင်ပိုဆိုးတတ်တာမို့လို့ တတူးထိုးခြင်းကိုလည်းရှောင်ကျင်သင့်ပါ रे နေလောင်နာကိုလည်းရှောင်ကျင်သင့်ပြီးတော့ဓမ္မတက်ဖြစ်စေသောလိန်စည်းတွေစိတ်ပစ္စည်းမှုတွေဟာရချို့တဲ့တာတွေကိုရှောင်သင့်ပါ रे ဥယျာပြားနဲ့သပင်ဖြူတဲ့လူတွေကပြုလုပ်တဲ့အချက်တွေရှိပါ रे အရေပြားနဲ့ပတ်သက်တဲ့ဘ ഹു တုတတွေကိုလေ့လာပါလို့အကြံပေးခြင်းပါ रे စိတ်ပစ္စည်းမှုကိုလျှော့စေတဲ့နိလန်းတွေကိုပြုလုပ်စေခြင်းပါ रे ကိုယ်မှာစိတ်ပီစီမှုရှိမရှိကို awareness ပေါ့နော်သိအောင်လုပ်ပါကိုယ့်ကိုယ်ကိုထိမ့်သိမ်းဆောက်ရှောက်ပါ lifestyle ပေါ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ lifestyle နဲ့နေပါလို့အကြံပေးချင်ပါတယ်လေ့ကျင့်ခန်းပြုလုပ်ခြင်းအပြင်ခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေအကုန်လုံးရဲ့ကျန်းမာရေးကောင်းမွန်စေပြီးတော့စိတ်ပီစီမှုကိုလျော့စေပြီးကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိလာစေတာကြောင့်မို့လို့လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါလို့အကြံပေးချင်ပါတယ်အေးဝအောင်အိပ်ပါ တနေ့လုံးမှဆိုဆရာမတို့ရဲ့အရေးပြားကမောပန်းပြီးတော့အလုံလုံကြတာပေါ့နော်မျက်လုံးတွေလက်တွေစရောက်တွေမကပဲနဲ့အရေးပြားကလည်းမောလောက်အလုံလုံရပါတယ်အဲ့ဒီခါကျတော့ညမှာကောင်းကောင်းအိပ်ဆက်ခြင်းအပြင်ဆဲတွေအားပြည့်လာနိုင်ပါတယ်အရေးပြားအတွန့်နေဖြစ်စီမဲ့ကောလဂျင်နေပါမှုကိုကာကွယ်နိုင်ပြီးတော့ညမှာကောလဂျင်တွေပြန်လည်ပြုတ်လုပ်ပြီးတော့အားပြည့်နိုင်ပါတယ်ရေဓာတ်လေပြန်လေပြည့်နိုင်ပါတယ်ဒါကြောင့်မလို့အေးရွားအောင်အိပ်ဖို့အကြံပေးခြင်းပါတယ် ြင်းထန်တဲ့နေပူရဲ့ဒဏ်ကိုလည်းရှောင်သေးချင်ပါတယ်။ဒီနေရာမှာတစ်ဆက်တည်းပြောရမှာက လေပြင်းဒဏ်ကလည်းအရေးပြားကို ထိခိုက်စေပါတယ်။ဒါကြောင့်မလို့လေတိုက်တာကိုနေဒဏ်ကိုတတ်နိုင်သမျှရှောင်ပါလို့အကြံပေးချင်ပါတယ်။နေရောင်ကာကွယ်ဖို့အတွက်နေရောင်ကခရင်ကိုသုံးပါ။အဲ့ဒီပြင်ဆီယမားတို့ရဲ့ပေါ့နော်။ရိုးရာဖြစ်တဲ့တနခါကိုလည်းမမေ့ပါနဲ့လို့အကြံပေးချင်ပါတယ်။တနခါဆိုတာကဆီယမားတို့လိမ့်လိုက်တဲ့အခါမှာ တနခါမှုံကလေးတွေကနေပြီးတော့มาဆက်ပြီးတော့နေရောင်ကိုကာကွယ်နိုင်ပါတယ်ချွေးဆူသွားတဲ့အခါမှာဆိုလို့ရှိရင်ပျော်သွားပြီးတော့ချွေးချောက်သွားတဲ့အခါမှာပြန်ပြီးတော့တနခါမှုံလေးတွေကစိသွားပြီးတော့တင်းတင်းလေးဖြစ်နေပြီးတော့နေပူတံကိုကာကွယ်နိုင်ပါတယ်နောက်ပြီးတော့အမဲဆက်တွေအဖြူကွက်တွေကိုလည်းတနခါလေးညားမြင့်ဖုံးကွယ်နိုင်ပါတယ်မျှတာတဲ့အဟာရစားတောက်တင်ပါတယ်ရေလုံလောက်အောင်တောက်တင်ပါတယ်လိုအပ်သောဆေးဝါးများကိုလည်းတုံးဆောင်တင်ပါတယ် အရေးပြားတဲ့ပတ်သက်ပြီးပြဿနာတစ်ခုခုရှိလို့ရှိရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါမှစေကုသပြီးတော့ပုံမဆိုးစဉ်ရန်လည်းကာကွယ်နိုင်ပြီးတော့တွက်ဖြစ်တတ်တဲ့ယောဂတွေကိုလည်းကုသနိုင်မှာဖြစ်ပါတယ်။ဒီနေ့ဆရာမပြောတဲ့ဥယျာဉ်များနဲ့သပင်းဖြူခြင်းအကြောင်းကလေးကိုဒီကုန်းချုပ်ဖို့အတွက်ဆရာမကဒီစာပိုက်ကလေးကိုဆိုပြခြင်းပါတယ်။ဖြူဖြူဖြော့ဖြော့အကွက်ငယ်ဥယျာဉ်များနဲ့သပင်းမင်းလူတွေက ဥယျာပြားတွေသပင်တွေဖြူတဲ့အခါမှာဆိုလို့ရှိရင်အလုံးကိုစိတ်ဆင်းရဲစိတ်ဓာတ်ကျတာတွေဆရာမမြင်ဘူးပါတယ်။ဒါပေမဲ့လေဒီလိုဖြူခြင်းကြောင့်ရင်းကတော့မွေးရပါလဲဖြစ်တတ်တယ်၊ဒဏ်ရာကြံလဲဖြစ်တတ်တယ်၊စိတ်ညစ်ရင်လဲဖြူပါတယ်၊နေလောင်ရင်လဲဖြူပါတယ်။ဖြူတဲ့အကြောင်းတွေကအများကြီးရှိတာမို့လို့တခုအကြောင်းကြောင့်လည်းမဟုတ်ပဲတခြားအကြောင်းတွေတခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်တယ်ဆိုတာဆရာမကသိစေချင်ပါတယ်။ ထူတက်တိုင်းလဲမကူးပါယောဂတိမာဆေးရှိတာယောဂမရှိတော့ပျော်ရမှာယောဂတွေလဲစစ်ပါပေါ့စစ်လိအရဲ့ရှောင်းပါတော့ကြမ်းကြမ်းမာမာစိတ်ပျော်ရောလို့ဆရာမကအကြံပေးရင်းနဲ့အခုကြည့်ရှုတဲ့သူတွေအကုန်လုံးကိုကျမ်းမာစိတ်ချမ်းသာပါစေလို့မေတ္တာပို့ရင်ဒီကုန်းချုပ်ပါတယ်စီဖမ် caring for well-being.